ဟယ်လိုအားလုံးပဲမင်္ဂလာပေါင်းဘိုဘမန်ချန်ကနေကြိုဆိုပါရစေဆိုတော့အာဆင်နယ်နဲ့နယူကာဆယ်တို့ရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေပွဲကြို၃သက်ချက်ပေါ့လေဆိုတော့ပရီးမီးယားလိပွဲစဉ်၃သက်ခွန်ကြီးကကျွန်တော်သာကစားနေကြတာဒီနေ့ညမှာဆိုလို့ရှိရင်ဒါအေဗာတန်ပွဲတို့ဝက်ဆမ်ပွဲတို့ဘရန်ဖိုးတို့လက်စတာတို့လိုလိုမျိုးအသင်းသေးလေးတွေကျွန်တော်ရှိတယ်ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်ထားလိုက်ပါတော့ဆိုတော့အာဆင်နယ်နဲ့နယူကာဆယ်တို့ရှင်ပြိုင်ကစားပါမယ်ဒီပွဲကတော့တော်တော်ကိုကြည့်ကောင်းဖို့မျှော်လင့်ထားတယ်သူတပြင်းတော့ဒီဒီနှစ်သင်း ပြားထဲမှာအမြဲတမ်းဆိုသလိုပြိုင်ဆိုင်မှုကပြင်းထန်လင်းကျွန်တော်ရှိတယ်ဒါအပြင်ဟိုဘယ်လိုပြောကစားတဲ့အခါမှာလည်း high intensity နဲ့အမြဲတမ်းကစားလေးကျွန်တော်ရှိတယ်ဒါအပြင် Newcastle အတွက်ပေါ့နော် Champions League ဝင်ဝင်အတွက်အမှန်ကန်ကျူးပန်းနေတဲ့အချိန်မျိုးမှာဒီပွဲမရှုံးဖို့ကျွန်တော်လိုတယ်ဆိုတော့ပွဲကအမှန်ကန်ကြည့်ကောင်းပါအဲဒါကြောင့်ဒီပွဲကိုကျွန်တော်တို့ပေါ့နော်ဒါစောင့်ကြည့်တင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ပြီးခဲ့တဲ့ပွဲချင်း36မှာဆိုလို့ရှိရင် Arsenal က Liverpool ကိုင်းမှာတစ်ဖက်ကို2-0စီတည်ကြအောင်ကစားထားပြီးတော့ ဒီ Newcastle ကတော့ Chelsea ကိုအိမ်ဝင်းမှာ2-0ဆိုတဲ့ကျွန်တော်ကရနိုင်တဲ့ကျွန်တော်နိုင်ထားတယ်ဆိုတော့ဒါဒါလက်ရှိနှစ်သင်းရဲ့ချီနေပေါ့နော်ဒါအပြင်လက်ရှိနှစ်သင်းစလုံးကလည်းအဆင့်နှစ်နဲ့၃မှာ9စီရှိနေကြတယ်အာဆင်နယ်ဟာအဆင့်နှစ်မှာရှိနေပြီးတော့36ပွဲမှာ68မှတ်ရထားတယ်အဲ့ဒီ36ပွဲမှာ18ပွဲထိနိုင်ထားပြီးတော့14ပွဲတည်းကြီးကျထားတယ်၄ပွဲရှုံးထားပါတယ်ဒါအပြင်နျူကာဆယ်ကတော့36ပွဲမှာပွဲ20ထိကျွန်တော်နိုင်ထားတယ် ဆိုတော့နျူကာဆယ်ဟာအာဆင်နယ်တက်ပို့ပြီးတော့ပွဲကနိုင်ထားတယ်။ဒါပေမဲ့လို့တရီတရီကကျွန်တော်နေ6ပွဲပဲကြာပြီးတော့10ပွဲအထိရှုံးထားတယ်။66မှတ်ရတာလေဆိုတော့အာဆင်နယ်နဲ့နျူကာဆယ်ရဲ့ကြားထဲမှာနှစ်မှတ်ပဲကျွန်တော်ကွာတယ်ပေါ့နော်။ဒါအပြင်နျူကာဆယ်ကကျွန်တော်ဒီဒီ66မှတ်ဆိုတော့အဆင့်၄ကချယ်ဆီနဲ့အမှတ်တူတူပဲ။ဒါသူတို့ကတပွဲယော်ထားသေးတယ်ပေါ့နော်။အဆင့်၅ကအက်စတိုမီလာနဲ့အမှတ်တူတူပဲ။အဆင့်6ကမန်ချက်စတာစီးတီးနဲ့တက်မှတ်ပဲကျွန်တော်ကြွားတယ်။အဆင့်9ကနော်ဒီယန်ဖော်ရက်စ်နဲ့သူတို့ကြားထဲမှာ၄မှတ်ကြွားတယ်။ ဆိုတော့ဘယ်လိုပြောရမလဲအကယ်လို့ဘောနော်ဒီ Northern Forest တို့ဘာလို့ကာလာလောက်ထိတော့စိတ်ပူစရာမလိုတော့ဘူးလို့ကျွန်တော်ထင်တယ်ကာဆယ်အနေနဲ့ Newcastle စိတ်ပူရမှာကအဆင့်5က Aston Villa တို့အဆင့်6ကဟို Manchester City တို့ကိုစိတ်ပူရမှာ City ကကျွန်တော်လက်ကျန်ပွဲတွေကစားလိုက်မယ်ဆိုလို့ရှိရင်ပွဲစဉ်38မှာအနိုင်ရတယ်ဆိုလို့ရှိရင်တို့အနေနဲ့68မှတ်တွေပါပြီးဖြစ်ပြီးတော့ဗောနော်လက်ရှိ Arsenal တို့ဘာလို့လဲအမှတ်တွေပါပြီးတူသွားမှာဆိုတော့နှစ်သင်းစလုံးအတွက်တော့ကျွန်တော်တို့က NDA ကများသေးတာဗောလေ ော် Nothing's လို့ပါလို့လဲ Nottingham Forest ကလည်း36ပွဲပဲကစားရသေးတယ်ဆိုတော့လက်ရှိ Manchester City ကလည်း36ပွဲပဲကစားရသေးတယ်ဆိုတော့ Newcastle ကော Arsenal ကောအ ਨੇ ဆုံးတက်မှတ်တော့ကျွန်တော်ရအောင်ယူနိုင်မှရမယ် Arsenal ကတော့တည်ရတယ်ဆိုလို့ရှိရင်ကိုပဲသူတို့တော့က69မှတ်ဖြစ်သွားမယ်69မှတ်ဆိုတော့တော်တော်ကြီးကိုအချိန်ကြီးဟုတ်သွားပြီ Champions League ဝင်ခွင့်တော့ဘာမှစိတ်ပူစရာမလိုတော့ဘူး Arsenal ဝင်မှာပါเนาะဘာမှသိပ်ပူစရာမလိုဘူးဒါပေမဲ့လို့ဗျအိမ်ဝင်တော့ Arsenal ရှုံးအောင်မရှုံးအောင်ကစားဖို့ကျွန်တော်လိုတယ် နော်ကိုအဆင်ပြေယူနေမှာကဘူးပြိုင်ဘက်ကလည်းဒုက္ခပေးနေမှာကျွန်တော်ရမှာတကယ်လို့အာဆင်နယ်လုံးဝနိုင်မယ်ဆိုလို့ချင်းညူကာဆယ်ကိုကောင်းကောင်းဒုက္ခပေးသွားမှာနော်အကယ်လို့အာဆင်နယ်ကဒီပွဲမှာရှုံးမယ်ဆိုလို့ချင်း68မဲ့နော်စီတီတို့ဘာလို့ကလက်ကျန်ပွဲမှာနိုင်နေဆိုရင်68မဲ့ဒီဘာလေးကျွန်တော်ဖြစ်သွားမှာဆိုတော့ဟိုအန်ဒီယေဆိုတာကြိုသိရတာမဟုတ်ဘူးဒါပေမဲ့လို့အာဆင်နယ်အိမ်ကွင်းလည်းဖြစ်တယ်ဆိုတော့နိုင်အောင်တော့သူတို့ကစားနိုင်မှကျွန်တော်ရမယ်ညူကာဆယ်ကအမှန်ကန်ကစားလာမှာတတိကြတယ် ညူကာဆယ်ကပေါ့နော်ဒီယာဒီမှာလဲသူတို့ကဒီကာရာဘောင်းဖလားကိုကျွန်တော်ယူထားတယ်အဝေးခွင်းလဲကျွန်တော်ဖြစ်တယ်ဆိုတော့တီဂျာပေါ့ဆိုသူတို့ညူကာဆယ်ပါအာဇနယ်လိုအသင်းမျိုးနဲ့တွေ့တဲ့အခါမျိုးမှာလက်ရှိချန်ပီယံစ်လိဝင်ခွင့်အတွက်လဲအာမခံချက်ရာနှုန်းပြည့်မရှိသေးတဲ့အချိန်မျိုးမှာသူတို့ရအောင်ကစားလာမှာပဲဒါကြောင့်ပေါ့နော်အာဇနယ်အိမ်ခွင်းမှာညူကာဆယ်ရဲ့အမှန်ကန်ကျူးပန်းလာမှုကအများကြီးကျွန်တော်အနေနဲ့အာဆင်နယ်ကိုအခက်တွေ့လာနိုင်တယ်လို့ကျွန်တော်ထင်တယ်။အာဆင်နယ်အနေနဲ့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လူစင်းအစုံတက်လူစုံတက်စုံနဲ့ နိုင်အောင်ကစားဖို့ကျွန်တော်လိုပါတယ်ကျွန်တော်ကတော့အမရိတ်ကွင်းမှာတော့နျူကာဆယ်ကိုရှုံးမှုမရှိဘူးလို့ကျွန်တော်ယူဆတယ်ဟိုအာဒီတာအနေနဲ့ဒီယာဒီဘာဖလားမန်ရထားခြင်းမရှိတော့ချုပ်ပရိသတ်တွေကလည်းစိတ်ညစ်နေကြပြီเนาะဟိုအာဒီတာနဲ့ပတ်သက်လို့စိတ်ကုန်ကုန်ကြပြီချုပ်ပရိသတ်တွေကြတော့လေကျွန်တော်ဒါဟိုချန်ပီယံစ်လိမှာစီမီထီရောက်တယ်ပေါ့ပြီးခဲ့တဲ့နှစ်ကစီမီတီဘာတွေမရောက်နိုင်ဘူးဘာညာဆိုပြီးတော့နားလည်ပေးထားကြတယ်ကျွန်တော်ရှိတယ်ဒါပေမဲ့လို့ဘာလို့ဘာဖလားမန်မရတဲ့အခြေအနေမျိုးမှာချန်ပီယံစ်လိကတော့100%ကျွန်တော်တို့တည်ကြနေမှရမယ်တည်ကြတော့လေကျွန်တော်ရှိတယ်ဒါကို အာတီတာရအောင်သူတို့ဒါအနိုင်ရအောင်သူကျူးပန်းတင်နေပေါ့နော်ဆိုတော့ဒါကြောင့်အာဆင်နယ်အနေနဲ့နျူကာဆယ်ကိုနိုင်အောင်ကစားဖို့လိုတယ်ကာဆယ်ရဲ့ဘက်ကတော့နောက်တန်းကအချင်းကြီးကလည်းသူတို့နောက်ပိုင်းမှာတော်တော်လေးကောင်းလာတာနျူကာဆယ်ကတိုက်စစ်ဆိုလို့ရှိရင်လည်းပြောရမလဲသူကနေသူဂိုးတွေတွင်းနေတာအိဆက်ကလည်းဒီယာဒီမှာတအားကောင်းပြနေတာဟုတ်နော်ဟိုကွင်းလေကလည်းပြသူကတော်တော်ကောင်းနေတယ်မှာပါတယ်နော်တူနာရီယာဂိုးတွင်းလိုက်ပြီးလို့ရှိရင်ဂီမာရက်ကဂိုးတွင်းလိုက်နဲ့သူဟာနေသူအကုန်လုံးကဟုတ်နေတာနော်ဒါပြင်ကွင်းလေမှာလည်းအပြောင်းလဲလုပ်ပြီးတော့တုံးလို့ရတဲ့ကစားမားတွေကကျွန်တော်တို့ရှိသေးတာ ညူကာဆယ်ကတော်တော်ကိုကောင်းနေပြီးတော့ယာဒီကုံငယ်နီးလေပူကောင်းတဲ့ညူကာဆယ်ကိုတွေ့ရလေလို့ကျွန်တော်ဖြစ်နေတာပြီးကြတဲ့ Chelsea နဲ့ပွဲစဉ်တုန်းကအမှန်တမ်းပြောရင် Chelsea နဲ့ပွဲစဉ်တုန်းကညူကာဆယ်အဲ့လောက်ကစားတာမကောင်းဘူးတယောက်ရောနေကိုပဲเนาะတယောက်အသာစီးရတာကိုပဲကျွန်တော်တို့ကစားတာက Chelsea ဘက်ကို NDA ပြရတဲ့လုံနေရကျွန်တော်ရှိသေးတယ်ဒါမှမဟုတ်သူတို့9တော့9သွားတယ်ပေါ့လေသူဟာနေသူ9ဂျင်9ဂျင်တော့လေ9သွားတာပဲညူကာဆယ်ကဒါမှမဟုတ် Arsenal ကိုတော့ Emery ကွင်းမှာအနိုင်ယူဖို့ဒါမှမဟုတ်ဒုက္ခပေးဖို့ဆိုတာကာဆယ်တဲ့ Imminent ခရင်လုံးနေလို့ကျွန်တော်ထင်တယ် ဆိုတော့အမေရိကန်မှာကစားမဲ့ပွဲမှာအာဆင်နယ်ညူကာဆယ်ကိုနိုင်အောင်ကစားနိုင်ပါမလားနောက်ထပ်ပွဲကောင်းတစ်ပွဲကိုကျွန်တော်ကြည့်ရအောင်မယ်လို့ကျွန်တော်ထင်တယ်ညီကလေးအနေနဲ့ရောဘယ်လိုမြင်ရလဲဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတဲ့ညီကအများလုံးကိုကျေးဇူးများတင်ပါတယ်